မျိုးသားရေးဓမ္မတွေဆိုတာကတော့ဒါတက်မတော်နဲ့မျိုးသားရေးတက်မတော်နဲ့မျိုးသားရေးဓမ္မတွေဟာတက်မတော်အခက်အခဲကြုံတဲ့အခါမှာတက်မတော်ရဲ့အကျဉ်းချက်ရိုက်ခဲ့တဲ့အချိန်ကာလတွေရှိပါတယ်။အဲ့ဒီအချိန်မှာလည်းမျိုးသားရေးဓမ္မတွေဟာတက်မတော်နဲ့အတူရှိခဲ့တယ်ဆိုတာလေ။ဒါကာကြုံကြီးလည်းဒါသိမှာပဲမျိုးသားရေးဓမ္မတွေဟာဒါတက်မတော်အနာထိမ့်ပြီဆိုကြတဲ့ကတက်မတော်ဘက်ကနေအပြည့်ဝမှာမမှန်ရိုက်တည်ပြီးခဲ့တယ်လို့ဟုတ်လား။ဟောက်ခံပွဲတွေလည်းစဉ်းစားလုပ်ခဲ့တယ် အချိန်ရမှဒလိုကြီးထားလို့မဦးစေးကတော့ပုံမွေလေးလေးပြောရင်ရကာကျော်ကြီးအစ္စလမ်တရားရောက်လာရင်အဲ့ဒီနေရာဟာမြို့တစ်မြို့တည်ထောင်ဖို့လည်းပဲသူတို့ကဝင်မလေးတဲ့အဖွဲ့သီးတစ်ခုပါပဲအဲ့လိုဖြစ်နေတဲ့အခါမှာဒီနေရာကဘုရားဗဒာအများစုနေထိုင်ရာနေရာသစ္စာမြင့်ကြီးရွာနဲ့အနီးဆုံးနေရာဖြစ်နေတယ်အခြားဘာသာ၃ခုမှာအခြားတနေရာမှာသွားပြီးတော့ဒီဘာသာတစ်ခုတည်းဒီနေရာမှာလာပြီးတောင်ဝင်ရှိတဲ့ပုံကိုယ်တွေဟာဘလို့သဘောထားနဲ့ဘလို့စိတ်ထားမျိုးနဲ့ပြီးတာလဲဆိုတာဥသိန်းတို့စဉ်းစားခက်နေပါလေ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကာချုပ်ကြီးအနေနဲ့နေပြည်တော်မှာဗလီဆောက်ခွင့်ပြုလုပ်တာဟာအမျိုးသားရေးသမားတွေကိုတစ္ဆာဖောက်လိုက်တာဖြစ်တယ်လို့ပောက်ကိုတော့ဆွဆွဲလိုက်တယ်မူအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါဦးခင်ဗျာလာပါ2000နဲ့မှ25ဖြစ်ပါတယ်ဗျစောစောကမင်းကြီးတကာကြီးဥမောင်မြင့်ရဲ့အကြောင်းပြောလိုက်တော့အတန်ဖိုင်ရမပါဖြစ်သွားတယ်ဗျာနော်အတန်ဖိုင်မပါဖြစ်သွားတယ်နောက်ကရောတကာကြီး အတားပိုင်းပျောက်နေတယ်ပေါ့နော်အဲဒါကြောင့်ပြန်တင်လိုက်ပါဖြစ်ပါလေဗျတခါကြီးမင်းကဥမောင်မြင်းအာပြောပါတယ်စကလုံးကတော်တော်ကြီးကောင်းတယ်ဗျ။ဘာပြောသွားလဲဆိုလို့ရှိရင်ဒီနဘာကပလီကိစ္စနဲ့ပတ်သက်ပြီးမှာပေါ့နော်။ပလီကိစ္စနဲ့ပတ်သက်ပြီးသူရဲ့သုံးဖက်ချက်လေးအရင်ကောင်းတယ်။ဒီချိန်မှာထိလွယ်ရှလွယ်တဲ့ချိန်ဒါတမိုင်းစင်ဆက်တွေလည်းရှိခဲ့တယ်။နော်တမိုင်းစင်ဆက်လည်းရှိခဲ့တယ်။ ဒီလိုရွေးကောက်ဝယ်နေတဲ့အချိန်မှာရွေးကောက်ဝယ်ကိုဖျက်လို့ဖျက်စီးလောက်ပြပအဖွဲ့အစည်းရလည်းရှိတယ်လို့ပြပအဖွဲ့အစည်းနဲ့ဒီမြန်မာနိုင်ငံတချို့ဟာတွေပူပေါင်းပြီးမှလုံဆောင်နေတာလည်းရှိတယ်နော်ရှိတယ်အဲဟိုတခါကြီးမင်းကဥမောင်းမြေတုံးတက်သွားတာကဒီချိန်မှာဆိုင်းငံ့တင်နေပေါ့နော်ဆိုင်ကတင်နေဒီချိန်မှာမလုတ်တယ်ဘူးပေါ့နော်ဒါပြောပါဒါမှန်ပါတယ်သူကနော်ဒီချဲအမျိုးသားတွေမှာဆရာတော်ကြီးတဲ့သူ ီ online ပုံမှာတွေ့ရတယ်ဆိုအကြောင်းလေးတွေဒါသူကလူကြီးလူကောင်းပြီးသားတယ်လို့သူကပြောသွားတဲ့နေရာမှာလည်းတကယ်ပညာပါပါတယ်တကယ်မြတ်သားတဲ့စကလုံးတွေပါပဲเนาะမြတ်သားတဲ့စကလုံးတွေပါပဲမင်းငယ်ဥမောင်မြင့်ဆိုတာလည်းမမဲရသူမဟုတ်ပါဘူးเนาะတကယ်သူ့နယ်မှာသူတကယ်လုံးဆောင်ခဲ့တဲ့အားဥဒိစေဆိုရလက်ထက်မှာလည်းသူလုံးဆောင်ခဲ့တာအများကြီးရှိပါတယ်เนาะကျိုးပြုခဲ့တာလည်းအများကြီးရှိပါတယ် ဒီနေ့ဒီချင်းတူတူအသက်အရွယ်နဲ့မမသူလှုပ်ဆောင်ခဲ့တာရင်လည်းရှိရှိနေသေးပါပဲเนาะအဲ့တော့ဘာပြောပြောသူပြောတာကတော့ဒီချိန်မှာမပေးတင်နေဘူးပေါ့เนาะဒါတော့ပွန့်ပွန့်လင်းလင်းမလားတော့ထိမ့်ပြောသွားတာပေါ့လူကြီးဆိုတော့เนาะလုံးဝလုံးဝကိုဒီချိန်မှာဒီပလီကိုစောက်ပိုင်ကိုမပေးတင်နေဘူးဒီချိန်မှာပလီကို ရဲအချားနေရာပေးရင်တော့မတူဘူးလက်ခံနိုင်တဲ့အနေအထားပေါ့နော်ချားနေရာဒီလိုနေရာမှာပေးတယ်ဆိုတာမမဖြစ်တင်တဲ့အကြောင်းရယ်နောက်ပြီးတော့ဆိုင်းငံ့တင်တဲ့အကြောင်းရယ်ကိုပြောရတာဖြစ်ပါလိမ့်ဗျအမှန်ကန်မှာရုပ်ောက်ွယ်ကြီးရဲ့ကာလမှာဒီချိန်မှာတကယ်ကိုဆိုင်းငံ့တင်ပါလိမ့်ဗျနော်မြူသားရီဓမာတွေဆိုတာကတော့ဒါတမတော်နဲ့မြူသားရီတမတော်နဲ့မြူသားရီဓမာတွေဟာတမတော်အခက်အခဲကြုံတဲ့အခါမှာတမတော်ရဲ့အကျဉ်းချက်ရိုက်ခဲ့တဲ့အချိန်ကာလတွေရှိပါတယ် အဲ့ဒီအချိန်မှာလည်းအမျိုးသားရေးသမားတွေကတပ်မတော်နဲ့အတူရှိခဲ့တယ်ဆိုတာလေဒါကာချုပ်ကြီးလည်းဒါတီမာပဲအမျိုးသားရေးသမားတွေကဒါတပ်မတော်အနာထိမ့်ပြီဆိုကြတဲ့ကတပ်မတော်ဘက်ကနေအပြည့်ဟွာမားမမရက်တီပြီးခဲ့တယ်လို့ဟုတ်လားနောက်ခံပွဲတွေလည်းစင်ဆိုင်လုတ်ခဲ့တယ်ဒီချိန်ရမှလလိုကြီးထားလို့မဥစ္စာကတော့ပုံမလေးလေးပြောရင်ကာချုပ်ကြီးအနိုင်နဲ့ပိုင်းစင်ချင်တယ်ဗျာ အကျော်ကြီးရဲ့တမိုင်းမှာလည်းဒီလိုအကျော်ကြီးလက်ထက်မှာဒီလိုဘလီကိုစောက်ခွန်ပေးခဲ့တဲ့ဘလီကိုလုံးပိုင်ပေးခဲ့တဲ့ဆိုတော့ဟာနှစ်လာလေးအတွင်းမှာမဖြစ်စေချင်တာပေါ့ဗျာနော်။ဘာဖြစ်လို့ဆိုနိုင်ငံတကာဆက်ဆံရေးဒီမှာအကျော်ကြီးလက်ထက်မှာရန်ကောင်းခဲ့တယ်နော်။အမေရိကန်လိုနိုင်ငံမျိုးနဲ့တောင်မှဆက်ဆံရေးအဆင်ပြေအောင်အကျော်ကြီးကဆွမ်းဆောင်နိုင်ခဲ့တယ်နော်။အဲဒီဟာအများကြီးပဲဒါစီဝါရေးလမ်းပွင့်လင်းခဲ့တာဒါရွေးကောက်ပွဲကြီးကြောင့်ပြီးသွားလို့ရှိရဲ့။ ဒါဥစဉ်တို့မြန်မာနိုင်ငံဥပြန်ပြီးမှဥမော်လာမယ်ဆိုတာဥစဉ်ကစီးပွားရေးရောလမ်းမဆက်တို့ရောအဆဆရာပြန်ပြီးမှခေါင်းမော်လာမယ်ဥမော်လာမယ်ဆိုတော့ဥစဉ်ဒါတရားကိုင်းလုံးရှုံကြည့်တယ်ဒီလိုဥမော်နိုင်အောင်ခေါင်းမော်နိုင်အောင်လည်းဆက်ဆံရေးတွေစီးပွားရေးဒါကကြောက်ကြီးရဲ့ရည်ချင်းတွေလည်းပါပါတယ်ဗျာနော်ဒါဒါကြောင့်ကကြောက်ကြီးအနေနဲ့အာဒီပလီကိစ္စလေးမှာပေါ့နော် ဒါလွှတ်တော်ကြမှာဘလို့ဆုံးဖြတ်ဖြတ်ပေါ့နော်ကာကြောကြီးတင်းကတင်းမလားဓမ္မစီကတိုက်ဥစားချက်ဆရာလို့ဖြစ်ပါတယ်တင်းကဒီတင်းမလားရုပ်ကံတူဖြစ်ပါတယ်ကျွန်တော်ဒီဗလီနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်ဆွေးကပြေဝင်ခွင့်ပြုပြီးတော့အော်ဆက်လုပ်နေကြတယ်လို့ဆက်လုပ်နေတဲ့ပုံစံတွေလည်းပြောသလိုဒီမှာအော်စီပင်းရဲ့ခွင့်ပြုချက်နဲ့ထောင်ထားတဲ့ဆိုင်းဘုတ်တွေလည်းရှိပါတယ်ဒါကြောင့်ဒီနေရာတရားဝင်ခွင့်ပြုထားတဲ့နေရာဖြစ်တဲ့အတွက်တို့တွေဟာတရားဝင်မဲ့လုံးလုံးနေကြတာတို့ ဒီအကြောင်းအရာပေါ်မှာအဲကျွန်တော်ပြောလို့တာကဒီနေရာဟာဘုရားပဒအများစုနေထိုင်တဲ့နေရာဖြစ်ပါတယ်ဘုရားပဒအများစုနေထိုင်တဲ့နေရာမျိုးမှာဟောပြည်နယ်ဘာသာကိုယ်ပိုင်ကြတဲ့ပုံစံတွေကိုဒီနေရာမှာပြေးမယ်ဆိုရင်ရေရှည်မှာဘာသာရေးထိပ်ကလုံးတွေဖြစ်လာစရာအကြောင်းတွေအများကြီးရှိပါတယ်ကျွန်တော်မြမသမိုင်းဘုပဲကြည်ကြည်ကဘာသမိုင်းဘုပဲကြည်ကြည်ဟောသူတို့တွေကလူနည်းစုကနေလူများစုဖြစ်လာခဲ့ရင်အဲ့ဒီနေရာဟာအကြက်ဘက်တွေအများကြီးတောင်းကျတဲ့နေရာတစ်ခုလိုဖြစ်လာခဲ့ပါတယ် ဲ့တော့ဦးကင်းလုံးကဒါကြောင့်ဒီနေရာကိုကန့်ကွက်ရတာလဲလို့မေးရင်ဒီနေရာဟာဗုဒ္ဓဘာသာအများစုနေထိုင်တဲ့နေရာဖြစ်တယ်အစ္စလမ်ဘာသာဝင်တွေနေထိုင်တဲ့နေရာမဟုတ်တဲ့အတွက်ဦးကင်းလုံးကန့်ကွက်နေတာအစ္စလမ်ဘာသာဝင်အများစုနေထိုင်ရဦးကင်းလုံးပြင်မလားမှာမလီယာ73လုံးရှိတယ်အာရဗီယာတစ်ချောင်းရှိတယ်အဲ့တော့သုစုဘာသူတို့ရဲ့လောက်ပိုင်ခွင့်ကပြင်မလားမှာမလီ14လုံးရှိပါတယ်သူတို့ဘာသာဥယျာဉ်နေအတွက်နဲ့ရေအတွက်နဲ့စာရင်ဒီဗလီ14လုံးကပြင်မလားတမျိုးတည်းမှာဗလီ14လုံးကများလုံးများနေပြီလို့ဦးကင်းလုံးပြောချင်ပါတယ်သူတို့အတွက်မလိုအပ်ပါဘူးသူတို့အတွက်လို့ခုဦးကင်းလုံး ်ညင်းကလင်းကြောင့်ဗလီတွေပျက်စီးသွားတာရှိတယ်ပျက်စီးသွားတဲ့ဗလီတွေပြန်လည်ပြုတ်ပြန်တိဆောက်တဲ့ခါမှာဦးတင်းတို့ကဘာမှဒီပေါ်မှာမပြောလိုပါဘူးသူကသူလက်ချီသူတို့စရင်ပေါက်ထားတဲ့အတိုင်းပဲတိဆောက်နေကြတာဖြစ်တဲ့အတွက်ဦးတင်းတို့အဲ့ဒီပေါ်မှာဘာမှကန့်ကွက်ခြင်းနောက်ဆက်ခြင်းဘာတစ်ခုမှဦးတင်းတို့အဲ့ဒီစိတ်ထားမျိုးမထားပါဘူးသူတို့ဘာသာသူတို့တိုးတရသူတို့တိုးတရကြောင့်သူတို့လုပ်လိမ့်မယ်ကိုယ်တွေဘောရဘာသာတွေကကိုယ်တွေတိုးတရတိုးတရကြောင့်လုပ်ရမှာဖြစ်ပါတယ်အဲ့တော့ဦးတင်းတို့ကမပြောလိုပါဘူးအဲ့တော့ယနေ့ခေတ်လိုနိုင်ငံရေးအခြေအနေမျိုးမကောင်းတဲ့အခြေအနေမျိုးမှာသူတို့အတွက်နေရာပေးခြင်းဟာအမတန်မှနောင်လာနောင်သားတွေအတွက်အစိုးရင်ပေါ်ရအနေထားတစ်ခု ။ဟောတယောက်ကနေအများဖြစ်လာခဲ့ကြတာကဘာသိပဲ။အစ္စလမ်တယောက်ရောက်လာရင်အဲ့ဒီနေရာဟာမြို့တစ်မြို့တည်ထောင်ဖို့လည်းပဲသူတို့ကဝင်မလေးတဲ့အဖွဲ့အစည်းတစ်ခုပါပဲ။အဲ့လိုဖြစ်နေတဲ့အခါမှာဒီနေရာကဗုဒ္ဓဘာသာများသူနေထိုင်ရာနေရာသစ္စာမင်းကြီးရွာနဲ့အနီးဆုံးနေရာဖြစ်နေတယ်။ဟောသစ္စာမင်းကြီးရွာနဲ့အနီးဆုံးနေရာတစ်ခုမှာသူတို့အချပေးခြင်းတည်။အဲ့တော့နောက်လာမယ့်ဘာသာရေးထိကလုံးတွေကိုပါဒီနေရာကအဲနေရာတစ်ခုလို့ဖြစ်သွားမှာဖြစ်ပါလေ။အဲ့လိုဖြစ်စေခြင်းလို့ဦးသိန်းတို့ကရေချေဗုဒ္ဓဘာသာနဲ့အစ္စလမ်ဘာသာကြားဦးသိန်းတို့ပြင်လာမှာနှစ်ပေါင်းများစွာဦးသိန်းတို့တက်တက်နေလာခဲ့ပြီ။ ဘာသာရေးနဲ့ပတ်သက်လို့အဒီကတုံးတွေဘာမှမဖြစ်ခဲ့ဘူးပါအစ္စလမ်လည်းပဲအစ္စလမ်သူကလည်းသူဦးဇင်းတို့ဘုရားဘာသာနဲ့အတူလက်တွဲရှင်တိုင်ပြီးတော့နေထိုင်လာခဲ့ကြတာအဲ့တော့ဒီနေ့အချိန်ထိပဲဦးဇင်းတို့သိရတဲ့အချိန်ကစပြီးတော့ဦးဇင်းတို့တွေကပြင်လာမှာမွေပြင်လာမှာကြီးပြင်လာခဲ့ကြတာဒီနေ့အချိန်ထိဘာသာရေးအဒီကတုံးပြင်လာမှာမရှိခဲ့ဘူးပါအဲ့တော့အားလုံးကိုယုံကြည်ရကို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 ယ်ရပြီးတော့သူကကိုရက်တည်နေကြတဲ့လူတွေဖြစ်တယ်ဒီလိုတောသူတောင်သားတွေဘက်မှာဒီလိုပလီချပေးခြင်းတွေနောင်လာနောင်သားတွေအတွက်ပါပို့ပြီးတော့ ပြဿနာတွေဖြစ်လာနိုင်ကြများစွာရှိလို့ဦးဇင်းတော်ကဒီနေရာကိုအထူးသဖြင့်ကန့်ကွက်နေရခြင်းပဲဖြစ်ပါတယ်။ဟုတ်ပါပြီ။ဆိုတော့တချို့တော့သတင်းသမားတွေကလည်းဒီနေရာနှီးဝင်ကြုံလာပြီးတော့ရွာနဲ့ဝေးပါရဲဆိုတဲ့ပုံစံမျိုးသတင်းရုပ်သံတင်ကြတာမျိုးရှိရတာပေါ့ဗျာ။အဲ့ဒါဆိုတော့ကျွန်များအနေနဲ့ဒီရွာကန်နေနေတဲ့ကျွန်များယဉ်ကျေးနေတဲ့ပြည်တွေကတော့ဒီခုကလုံးနေမှုပြည်နေတဲ့ရွာနဲ့ကဘယ်လောက်ထိကပ်နေလဲဆိုတာမျိုးလည်းပြသပေးပါမယ်။ဒီလောက်ကဒီလက်ရှိ area အနေထားနဲ့ဆိုလို့ရှိရင်ဟောဂျာမာအဲဘဲကွက်၃ကွက်လောက်ရှားပြီးရွာစီယိုးနဲ့လက်ရှိသူတို့စီပင်အခွင့်ပြုထားတဲ့ area နဲ့ကလဲ၃ကွက် ်လဲ၃ခွက်စာလောက်ပဲရှိပါတယ်အရန်ကိုရွာနဲ့နီးကပ်လွန်ပါတယ်အော်ဒါတို့တချို့မီဒီယာတွေကရွာနဲ့ဝေးပါတယ်တွေဒါလိုရှောက်ပြောတယ်ဟုတ်ဒါအရန်ရှောက်ပြောနေတာပါမင်းတို့တေချာဆင်းနေတာတေချာမလေးလာနေနဲ့သူများအချိန်သူများညီနေရှောက်ပြောနေတာရှိပါတယ်ဟုတ်ဒီမှာမှာဦးသိန်းတို့ကနောက်ဖြစ်လာမယ့်ပြဿနာကိုကြိုတင်ကာကွယ်ပြီးတော့ပြောနေကြတဲ့ပုံမှာနိုင်ငံရေးအများထုတ်လို့ကြတဲ့ပတင်းမီဒီယာတွေကအမျိုးမျိုးရှောက်ပြီးတော့ဘာသာရေးကိုဓာတ်ပြပြီးတော့တိုင်းပြည်စူပူမှုဖြစ်အောင်မငြိမ်မသက်ဖြစ်အောင်ဒီဖလီကိစ္စကိုအကြောင်းပြုပြီးတော့နိုင်ငံရေးကလှုပ်ရှားနေကြတဲ့အဖွဲ့တွေလည်းအများကြီးတွေ့ရပါတယ်လိုင်းပေါ်မှာ ဒီတရင်မှန်နဲ့ပတ်သက်ရင်ဦးသိန်းတို့တွေရောအချိန်မရွတ်ဆက်တယ်လို့ရတယ်မင်းများလို့ရပါတယ်ဦးသိန်းတို့ကနည်းမြေကန်နေဖြစ်တယ်အဲ့တော့နည်းမြေကန်နေဖြစ်တဲ့အတွက်ဦးသိန်းတို့ကိုအချိန်မရွတ်ဆက်တယ်ပါမင်းများမှာဟောသူများလိုင်းပေါ်မှာတွေ့လာတဲ့တရင်တွေဟောအဲ့ဒီတရင်တွေကို lobby တရင်တွေကိုချက်ပြီးတော့ပြည်သူတွေစိတ်ဝမ်းကွဲစေမဲ့တရင်ဘာသာရေးနှစ်ခုချားမှာဟောထိခိုက်စေနိုင်တဲ့တရင်တွေကိုလိုင်းပေါ်မှာဖွင့်နေကြတာအများကြီးတွေ့ရပါတယ်အဲ့ကြောင့်ဦးသိန်းတို့တွေကအားလုံးသိအောင်ဒီနေရာအနေထားတစ်ခုဦးသိန်းတို့ချက်ပြခြင်းဖြစ်ပါတယ်အဲ့ ချို့မီဒါတွေကဦးသိန်းတို့ကိုစာဖတ်ချုပ်ကဖမ်းသွားတယ်ဆိုပြီးတော့ဒီလိုမျိုးသတင်းတွေဖောက်ပြီးတော့ဆရာတော်ကြီးတွေကမေတ္တာရက်ခံလို့ဦးသိန်းတို့ကပဲစာဖတ်လက်ထက်ကနေပြန်လွတ်လာတဲ့ပုံစံမျိုးလို LINE ပေါ်မှာအဲပြောနေကြတဲ့သတင်းတွေလည်းရှိပါတယ်အဲ့တော့ဦးသိန်းတို့လုံနေတာဒီအထီးကလုံးကိစ္စအတွက်လုံနေတာမဟုတ်ဘူးအဲ့တော့ဘာသာရေးနှစ်ခုကြားမှာအမုန်းတရားတွေပွားဖို့လုံနေတာမဟုတ်တဲ့အတွက်ဦးသိန်းတို့ကိုဖမ်းစရာဘာကြောင်းမှမရှိပါအဲ့တော့သူတို့ကစပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်းသူတို့ကသိကျင်တဲ့အချက်လက်လေးတွေကြောင့်သာသူတို့တွေကအဲလူကြီးလူကောင်းပြီးပြီပဲသူတို့ခွင့်တောင်းတယ်ခွင့်တောင်းပြီးတော့ခုမျိုးသားရေးဖွဲ့တွေက ဒကာမတယောက်ကိုခေါ်သွားတယ်ခေါ်သွားတဲ့အခါမှာလည်းပဲဦးသိန်းတို့ကလိုက်မှအဆင်ပြေမယ်လို့ပြောတဲ့အခါမှာဦးသိန်းတို့လည်းပဲသူကကြည်ပြူပဲခွင့်ပြုပါတယ်အဲ့လိုခွင့်ပြုတဲ့အခါမှာဦးသိန်းတို့လည်းပဲအော်လူချင်းနဲ့ထိတ်တိုက်တွေ့ရတယ်ကိုယ်တိုင်လိုက်သွားခွင့်ရတယ်အဲ့တော့အဲ့လိုရတဲ့အခါမှာဦးသိန်းတို့ကနိုင်ငံတော်ကြီးကတိရောက်အောင်ဦးသိန်းတို့ကဒီနေရာဟာပစ္စလန်ဘာသာဝင်နေနေထိုင်ရနေရာမဟုတ်တဲ့အတွက်ဒီနေရာမှာမဖြစ်သင့်ဘူးဆိုတာကိုလည်းပဲနံပါတ်၁ချပြပါတယ်အဲ့တော့ဦးသိန်းတို့တွေကဘာကြောင့်ဒီနေရာမှာကန့်ကွက်ရတာလဲလို့မေးရင်ဒီနေရာဟာတောသူတောင်သားအများစုနေထိုင်ရနေရာဖြစ်ပါတယ်အဲ့တော့ဒီနေရာကိုအသိခံရရတဲ့ ။ကျောင်းသူလယ်သမားတွေဟာလည်းပဲဒီမျိုးကိုအသိခံခြင်းတွေတိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးတနည်းအားဖြင့်မြို့ပြစီမံကိန်းအတွက်ဆိုရင်တုံးကျင်တာတုံးပါ။အဲ့တော့ပြည်သူပြည်သားအနေနဲ့ကာလတန်ကြီးရဲ့အဲ့တော့ကာလတန်ကြီးရဲ့ဆဲဆဲပုံတပုံလောက်ကိုပဲပြည်ပြည်။အဲ့ဒီအဲ့ဒီခေအဲ့ဒီခါကဒီနေရာလေးဟာတိမ်ပေါင်း340တိုင်းနဲ့တန်တဲ့နေရာလေးမှာနှစ်သိန်းခွဲ3သိန်းနဲ့ဦးဇင်းတို့တွေကဒီနေရာမှာနေထိုင်ကြတဲ့လောက်ကန်စားတော့ကြတဲ့ကျောင်းသူလယ်သမားတွေကနှစ်သိန်းခွဲ3သိန်းနဲ့နိုင်ငံတော်ဆိုရရဲ့ကြော်ကြီးယူပြီးတော့ကြီးကြီးပြူပြူလက်မှတ်ထိုးပြီးတော့တိုင်းပြည်ရဲ့မြို့ပြစီမံကိန်းတွေတက်နိုင်သလား တက်ဆွမ်းတလောက်ပါဝင်ကူညီမယ်ဆိုပြီးတော့နိုင်ငံတော်နဲ့လက်တွဲခဲ့လာပါဒီနေ့ခေတ်လို့ဒီနေရာကိုအခြားဘာသာဝင်တွေရှာပေးဖို့ဖြစ်လာခဲ့မယ်ဆိုရင်ဒီနေရာကိုအသိခံရတဲ့တောင်သူတွေရဲ့ယင်နဲ့နှလုံးသားတွေကိုအားလုံးဝင်ကြည့်ဖေးချင်ပါတယ်သူတို့ရဲ့ဘဝပိုင်းသူတို့လောက်ကန်စားတော့လာခဲ့တဲ့ဒီနေ့ပေါ်မှာကိုကိုရဲ့ဘာသာတရားမဟုတ်နဲ့အခြားဘာသာတစ်ခုကကြီးစိုးလာတယ်လွှမ်းမိုးလာတယ်ဆိုးမိုးလာတယ်ဆိုရင်အဲ့ဒီဒီရွာသူရွာသားတွေဒီလဲမှာလောက်ကန်စားတော့ကြတဲ့တောင်သူလယ်သမားတွေရဲ့ယင်နဲ့အဆန္ဒကိုအားလုံးမြင်နိုင်မယ်လို့ဥစ္စာထင်ပါတယ်ဒါကဒါကသူတို့ဆရာမမူတာလမ်းဟောင်း ဘူလာလန်ဟောင်းကသင်တို့ဒီဘက်မှာရှိပါဒါဘူလာလန်ဟောင်းကြီးပါဘူလာလန်ဟောင်းကြီးကိုဒီရှာမှာမြို့နယ်စီပင်ရပိတ်လိုက်ပါစီပင်ရပိတ်လိုက်တယ်ပိတ်လိုက်ပြီးတော့ခါမှာသူတို့အဆင်ပြေသူလမ်းအောင်ပြန်ဖောက်သွားတယ်ဒါကသင်တို့ခုသွားနေတဲ့လမ်းဟာလမ်းတက်သူတို့စီပင်ရခင်းထားပေးတဲ့လမ်းတက်ဖြစ်ပါတယ်ငါကဘူလာလန်ဟောင်းဖြတ်ပြီးတော့ဟောင်းကတော့ဒီပလီနေနေတဲ့ပါသွားပြီလမ်းဟောင်းကပလီနေနေတဲ့ပါသွားပြီးတော့လမ်းတက်တက်တက်ဝိုက်ပြီးတော့ဖောက်ထားပေးပါအာပထမဆုံးအောင်ကြတာတော့ပလီကတလုံးပေါ့ကွာသူကတော့စမ်းပြီးတော့နှစ်ခုတွေ့လာရပြီဒါနှစ်ခုတွေ့ မုံရွာမြို့အနီးတွင်စစ်သားများမိုင်းဆွဲခံရပြီး၃ဦးသေစကိုင်းတိုင်းမုံရွာမြို့နားမှာအောက်တိုဘာ၄ရက်ညနေပိုင်းကကင်းလှည့်လာတဲ့စစ်သားတွေမိုင်းဆွဲတိုက်ခိုက်ခံရလို့၃ယောက်သေဆုံးပြီး၁၀ယောက်ကျော်ဒဏ်ရာရတယ်လို့သိရပါတယ်။မအူရွာအနီးစစ်စေးကိတ်ကနေကင်းလှည့်လာရင် မုံရွာမြို့ရဲ့တောင်ဘက်တမိုင်လောက်ကွာတရားတစ်ခုအောက်မှာညနေ၅နာရီခွဲလောက်ကမိုင်းဆွဲခံရတာဖြစ်ပါတယ်။ အနီးနားကျေးရွာနေပြည်သူတယောက်ကပောက်ကွဲတဲ့အတန်ကြီးအရင်ဆုံးကြားလိုက်ရတဲ့နောက်ပြီးလက်နက်ငယ်တွေအပြန်အလှန်ပစ်တာတွေလည်းကြားလိုက်ရတဲ့တိုက်ပွဲအတွင်းအသေးဆုံးအထိခိုက်ကတော့ဘာမှမသိရသေးဘူးလို့ပြောပါတယ်။မိုင်းဆွဲခံရတာကြောင့်စစ်တပ်ဘက်က၃ရက်တည်း၁၀ရက်ကျော်ဒဏ်ရာရတယ်လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့နှိဆက်သူတွေစီကနေသိရပါတယ်။ ဒေသခံရဲဘော်တယောက်ကကင်းပုံဝဲဖို့အင်အား20နဲ့ထွက်လာတဲ့စစ်ကားကိုကျွန်တော်တို့ကာကွယ်ရေးတပ်ကမိုင်းလေးလုံးတွဲလေးနေရာကနေခွဲပြီးမိုင်းရင်ဆွဲတာအလိုဆွဲပြီးလက်နက်ငယ်တွေနဲ့အပြန်အလှန်တိုက်ပွဲဖြစ်ကြတယ်စစ်တပ်ဘက်ကစစ်သား3ဦးတေဆုံးပြီး12ဦးထိခိုက်ဒဏ်ရာရှိသွားတယ်ဗျကျွန်တော်တို့ဘက်ကတော့အထိခိုက်မရှိခဲ့ဘူးစစ်တပ်ကတော့တိုက်ပွဲဖြစ်ရာကိုစစ်ကူနောက်ထပ်40လောက်ထပ်ရောက်လာလို့ကျွန်တော်တို့အထိခိုက်မရှိဘဲတက်နောက်ဆုတ်ခဲ့တယ်လို့ပြောပါတယ် အဲ့ဒီတိုက်ခိုက်မှုကိုမုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း၄အထူးကွန်မန်ဒိုတပ်ဖွဲ့တပ်ခွဲနှစ်တပ်ခွဲလေး Mario the Boys ၅ Commando Force ၅ Leader Force မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း28တပ်ခွဲ3တမှုခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်၄တပ်ရင်းနဲ့ Chinwin Fighter Group တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။ဒီဒီလိုတနေရာလေးခြားခြားပြေးတဲ့ပုံပါလေ။အဲဒါကပို့ပြီးတော့ အဲဥကလုံးနေကန့်ကွက်စရာဖြစ်လာခဲ့တာဗလီကတလုံးတော့မဟုတ်ဘူးအော်ရှေးရနဲ့စွန်နေဆိုပြီးတော့ဗလီနှလုံးပေးထားတဲ့အပေါ်မှာအဲ့တော့သစ္စာမြေရွာကိုဝင်တဲ့လမ်းဟာဥတင်တို့ဒီလမ်းရယ်ဒီရဲ့ရောက်ဘက်ကလမ်းရယ်အဲ့တော့သစ္စာမြေရွာတဲ့လမ်းဝင်တဲ့လမ်းနှစ်လမ်းရှိပါတယ်နှစ်လမ်းရှိတဲ့ထဲမှာတစ်ဖက်တစ်ချက်စီဗလီနှလုံးထားပေးခြင်းဒီအော်ဒီရွာအတွက်အော်အရန်ကိုစိုးရိမ်စရာအန်တရာယ်အနေထားနဲ့ဖြစ်နေတယ်ဒီရွာသူရွာသားတွေအော်အကြောင်းအားလျော်စွာညာရင်ညာတာထွက်လာခဲ့ရင်တောင်မှသူတို့မှဒီနေရာကိုမဖြတ်ဘဲနဲ့သူတို့ရွာသားတွေတွားခွင့်မရှိဘူး ဒီလမ်းကိုဒီနေရာနေဖြတ်သွားပြီးတော့မှသာရွာလေးကိုရောက်တာအရှားသွားတဲ့လမ်းမရှိတဲ့အတွက်ဒီရွာသူရွာသားတွေဟာနောက်အချိန်မှာသင်တို့ဒီနေရာကမဖြတ်ရင်ဒီရွာကိုမရောက်တဲ့အတွက်ညာညတာမှာအရန်ကိုစိုးရိမ်စရာအနေထားတစ်ခုဖြစ်တယ်လို့သင်တို့ဒီလိုပဲမြင်ပါတယ်။အခုကတော့တို့ရဲ့လုပ်ငန်းပေါ်ဆောင်မှုကတော့တာတီတောင်ဝိပိုင်းနေလုပ်နေဒီလိုမှဆိုတော့အာတာတီတောင်ဝိပိုင်းဒီအစားအဝေးတွေသူတို့ခိုင်မာဖို့ဟောဝင်းနေရန်ခချင်းအစားရှိတဲ့လုပ်တွေလုပ်နေကြပြီ။ဟောဒါတွေဟာ နေပြီးတော့စီပင်ကနေတိုက်ရချပြတဲ့ခါကျတော့တို့တွေပေါ်ပေါ်တင်နေမယ်အော်လုံးလုံးနေကြတာဖြစ်ပါတယ်အဲ့တော့ဦးဇင်းတို့ဒါကြောင့်ဒီနေရာမှာဒီလိုကန့်ကွက်နေတာလေလို့ဆိုရဲအော်အခြားဘာသာကြီးဘာသာကြီးလေးခုကိုညီတူညီမျှနိုင်ငံတော်တန်တမန်လေးရပေးတာကိုဦးဇင်းတို့ဘာမှပြည်သူတရားနေတာဘာမှကန့်ကွက်စရာအကြောင်းမရှိပါဘူးအဲ့တော့ပေးမယ်ဆိုရင်လည်းပဲအဲ့တော့တို့ဘာသာကြီးလေးခုကိုတက်နေရာထဲမှာစီစဉ်ပြီးတော့ထားခြင်းဒီကဘာကိုချပြရင်လည်းပဲအရန်ကိုအရှင်းပြမဲ့အနေထားတစ်ခုလို့တွေ့ရတယ်အခြားဘာသာ၃ခုမှာအခြားတဲ့နေရာမှာသွားပေးပြီးတော့ဒီဘာသာတစ်ခုနဲ့ဒီနေရာမှာလာပေးခြင်းတာဝန်ရှိတဲ့ပုံကိုယ်တွေဟာဘလို့သဘောထားနဲ့ဘလို့စိတ်ထားမျိုးနဲ့ ပေးတာလဲဆိုတာဦးဇင်းတို့စဉ်းစားခန့်နေပါလေအဲ့တော့တာဝန်ရှိတဲ့လူတွေပေးတဲ့ဒီနေရာဟာဟောအရန်ကိုဦးဇင်းတို့ဗောဓဘာသာအများစုအတွက်အရန်ကိုအန္တရာယ်ကြီးတဲ့အနေအထားတစ်ခုမျိုးမှာဖြစ်အောင်တမင်တက်တဲ့ဘာသာရေးကိုဖန်တီးပေးလိုက်တယ်လို့ဖြစ်နေသူကခွင့်ပြုတဲ့ပုံကိုယ်တွေကနီလန်တကြစနစ်တကြနဲ့ဘာသာရေး၄ခုကိုရှင်ပြီးတော့ပေးထားခဲ့မယ်ဆိုရင်ဒီပြဿနာကြီးဘာမှဖြစ်လာတဲ့အကြောင်းမရှိဘူး။ဒီဥစ္စာကပေးတဲ့ပုံကိုယ်တွေကဟိုဦးဇင်းတို့ဘာသာတရားပေါ်မှာအဲ့တော့မထင်မမြင်ပြုတာနဲ့ဖြစ်တယ်လို့ မထင်မဲ့မြင်လောက်တာဖြစ်တယ်လို့အဲ့တော့ဦးဇင်းတို့ဘာသာနဲ့ရန်တိုက်ပေးတဲ့အနေအထားတစ်ခုလို့ဖြစ်နေတာဦးဇင်းတို့တွေ့ရတယ်။ဒါကြောင့်ဦးဇင်းတို့တွေတွေကဒီကိစ္စတွေကလိုင်းဒီပေါ်မှာလည်းပဲဒီလိုပြဿနာတွေဖြစ်လာခဲ့ရတယ်။မြေပြင်မှာလည်းပဲပြဿနာတွေအများကြီးဖြစ်လာခဲ့ရတယ်။ဒါကြောင့်နိုင်ငံတော်လူကြီးတွေစဉ်းစားတက်ပါတယ်။စဉ်းစားပေးဖို့လည်းပဲဦးဇင်းတို့တောင်းဆိုပါတယ်။ဒါကြောင့်လည်းလို့မေးရင်ဟောအရန်ကိုဟောဒီနေရာဒီရွာသူရွာသားတွေအများပြည်သူကသွာလာနေတဲ့လမ်းဘေးမှာသူတို့ကိုပေးခြင်းသည်ဟောအမတန်ကိုအန်တရာကြီးလွန်းတဲ့အနေအထားတစ်ခုကိုဖန်တီးပေးလိုက်တယ်လို့ဖြစ်နေလို့ဦးဇင်းတို့တွေက ယခုဖောင်ဒေးရှင်းအချိန်မှာလည်းကပြင်ဆင်လို့ရတဲ့အနေအထားတစ်ခုမှာလည်းဦးဇင်းတို့တွေကဒါကိုတင်ပြနေရကြည့်အဲဦးဇင်းတို့ကဒီဘက်မှာကတစ်ခုဖြစ်မယ်ဟိုဘက်လမ်းဘက်မှာမျက်နှာသာမူပြီးတော့တစ်ခုဖြစ်မယ်အဲ့တော့ဒီနှစ်ခုလုံးကဦးဇင်းတို့ပြင်ဆင်ရောင်းတဲ့ဝင်တဲ့လမ်းတွေဖြစ်နေတယ်ဟောဒီလမ်းကမှမသွားရင်ပြင်ဆင်ရောင်းအောင်မရောက်ပါဘူးပြင်ဆင်ရောင်းအောင်ဆိုတော့ဒီနေ့လမ်းချင်းလက်ခေါ်ရတော့ချမ်းနေရတဲ့အနေအထားတစ်ခုဒီဘက်ခြေသေးရောနေပြီးတော့ဟိုဘက်ရွာထက်ခြေသေးရောလက်ပြီးတော့လက်ခေါ်ရဲကြားတဲ့အနေအထားတစ်ခုမှာရွာနဲ့အရန်ဝေးပါလေလို့ပြောနေတဲ့မီဒီယာတွေမျက်နှာတိကျလာဆင်းကြည့်ပါမျက်နှာတိကျမြင်ကြည့်ပါအဲ့တော့အဲ့လိုကြီးနီးကပ်နေတဲ့နေရာဖြစ်နေတဲ့ဦးဇင်းတို့က အချိန်မီတပြင်းညီဦးတို့တောင်းဆိုနေရခြင်းပဲဖြစ်ပါတယ်အဝေးဆိုတော့အရန်ပြောတာအဲ့လူတွေကနေပြောမှာခွင့်ပြုချက်မရှိပါဘူးလို့ပြောနေတဲ့လူတွေကဘာတဲ့မှာနားမထောင်ဘူးလေထင်အောင်ရှောက်ပြောနေကြတာအဝေးကြီးပါလို့ပြောနေတဲ့လူတွေကလည်းယူပြီးရောရှောက်ပြောနေတဲ့လူတွေပဲဖြစ်ပါလေဟောဒီမှာကသစ်စင်မြေရွာကဦးတို့ဘောကတိကားဝင်နေပြီးတော့ထွက်လာတယ်ထွက်လာပြီးတော့သစ်စင်မြေရွာလို့ဝင်နေလမ်းရှိတယ်လေတခါအဲဒီအလုတ်ရုံရတောင်းမပြက်လမ်းလေးပေါ့နော်အဲ့ဒီမှာဦးတို့စီပင်ကရွာသူရွာသားတွေကိုသူတို့စပြီးတော့တင်သွားတော့နိုင်ငံတော်ရဲ့မြို့ပြစီမံကိန်းအတွက်တင်နေဆိုပြီးတော့ အဲသူတို့တင်းသွားကြတာပေါ့တခါကြီးဟာအဲ့တော့အဲ့ခေတ်ကာလကတော့သူတို့ကအဲဒီတရေကမှာ340ရှိတဲ့ခါမှာနိုင်ငံတော်ရောချင်းဖြစ်နှစ်သိန်းပဲ3သိန်းပဲပြေးပါလေအဲ့တော့နှစ်သိန်းပဲ3သိန်းမှာအဲ့တော့ဒီရာသူရာသားတွေကလည်းပဲမြို့ပြစီမံကိန်းအတွက်ဘာမှပြဿနာရှာခြင်းမရှိဘဲနဲ့အလွယ်တကူပဲလက်မှတ်ထိုးပေးကြတယ်အဲ့တော့ဒီနေ့အချိန်မှာကဒီဘာသာရေးလေးခုကိုအကြောင်းပြုပြီးတော့အဲလူကြီးကဒီမှာချပေးပါတယ်ဆိုပြီးတော့ဒီမှာစီပင်ဆိုင်ဘုတ်တွေထောင်ပြီးတော့အဲအဲ့ဒီ area တွေမှာသူတို့ကမဟုတ်မဟုတ်မဝဲလားမဟုတ်ဝဲလားမဟုတ်ဒါစီပင်ပေးလိုက်တာဒီနေရာ စီပင်ကဘယ်ဖောက်ပေးလိုက်တာလဲသူတို့ဒီစင်ပြီးစီပင်ရဲ့ခွင့်ပြုမိန့်စာရဲထဲမှာသူကဒီသူတို့ခွင့်ပြုပေးရတဲ့လူနာမည်ပုံစံတွေဓာတ်ရိုက်ပါပါဟုတ်တယ်ဟုတ်တယ်ဒီမျိုးအစ္စလာမ်ဘာသာဝင်တွေပြီးလိုက်တာဟိုနေတဲ့တနေရာရှိရတဲ့တနေရာအော်စွန်နီစွန်နီတဲ့တနေရာရှိရတဲ့တနေရာဒီအိဒီယာထဲမှာအဲ့တော့ဒီအလုံးယုံဘက်ကိုညံ့တာမူပြီးတော့ဘလီတစ်ခုရှိတယ်နောက်ချောင်းဘက်ကိုညံ့တာမူပြီးတော့ဘလီတစ်ခုပါဆိုတော့ဟိုဘက်ကဒီကဘလီကြောင်းရင်ကအဲ့လိုပြေးလိုက်တော့ လက်ရှိမှာကျွန်တော်ကဒီနေရာကိုနေစဉ်လည်းမြတ်ကျွန်တော်လာပြီးတော့အခြေအနေတွေကိုတုံ့တက်ပါတယ်အဲ့တော့ဦးဇင်းတို့တက်ဆိုင်ရာတောင်ရှိတဲ့ပုံကိုယ်တွေဟာအတိအသေးကိုလည်းပဲဦးဇင်းတို့တွေဟောဒီပေါ်မှာမေတ္တာရက်ခံစာတွေအများကြီးပို့ပေးထားပါတယ်မေတ္တာရက်ခံစာတွေအများကြီးပို့ထားတယ်ဦးဇင်းတို့ပို့ထားတဲ့စာတွေပေါ်မှာဟောဖတ်ကြည့်ပြီးတော့လက်ရှိမြေပြင်ရဲ့အနေအထားမှာလာတုံ့တက်ပြီးတော့ဟောဒီနေရာတွေဟာဒီလိုကြီးဆက်ပြီးတော့ဆက်လက်ဆောင်ရွက်နေမယ်ဆိုရင်ပို့ပြီးတော့ဒီဝင်းနေရာတွေခတ်နေတဲ့အလုပ်တွေဆက်ပြီးလုပ်ဆောင်နေကြမယ်အဲ့တော့ဒီဝင်းနေရာတွေခတ်ပြီးတို့တွေဆက်ပြီးတည်ဆောက်နေကြမယ်ဆိုရင် ီတဲ့ပိုပြီးပြင်းထန်တဲ့လှုပ်ရှားမှုမျိုးတွေနဲ့အော်နိုင်ငံတော်ကြုံတွေ့ရလိမ့်မယ်လို့အစီအစဉ်ပြောလိုပါတယ်။ဘာဖြစ်လို့လဲလို့ဆိုတော့ဒီဝင်းရံခတ်ပြီးသွားရင်ဥတင်းတို့တွေကဒီမှာဘာလုပ်နေလဲဘာခိုင်းနေလဲဆိုတော့ဥတင်းတို့တွေဘာတစ်ခုမှအရွယ်တကူမသိနိုင်ပါဘူး။ဟုတ်ယနေ့ချိန်ထိ ်ဟောနိုင်ငံတော်ဆိုရအနေနဲ့လည်းပဲဒီပေါ်မှာလာရောက်ပြီးတော့ချစ်စုဆင့်နေအဲ့တော့လက်ရှိတိုင်းလာတစ်ခုမှာဒီနေရာကိုဟောဆိုင်ငံတစ်ခုအနေနဲ့ဦးဇင်းတို့ပေးထားဖို့လည်းပဲဦးဇင်းတို့မေတ္တာရခံကြပါလေရုပ်သာတေချာစစ်စစ်ဆုံးဖြတ်ပြီးတော့မှပဲဦးဇင်းတို့တောင်းဆိုပါတယ်လက်ရှိလုံနေတဲ့အလုပ်တွေကိုလည်းပဲဟောဆိုင်ငံပေးဖို့နိုင်ငံတော်လူကြီးတွေထီဦးဇင်းတို့တောင်းဆိုပါတယ်ဟောဒီပုံစံလေးဆက်ပြီးတော့နေ့စဉ်နဲ့မြဆက်လက်လှုပ်ရှားနိုင်မယ်ဆိုရင်အဲ့တော့တစ်ဖက်ကဘုရားဘာသာဝင်တွေဟာလည်းပဲမလိုလားတဲ့ပြဿနာတွေဒီတက်ပို့ပြီးတော့ကြီးထွားလာနိုင်ပါတယ်ဒါကြောင့် နိုင်ငံတော်ဆိုရလူချင်းများများအနေနဲ့လက်ရှိလုပ်နေတဲ့ဒီဗလီဆောက်ဖို့မြင်နေရကိစ္စမှာလောက်ကန်နေကြတဲ့အလုပ်အားလုံးကိုဆိုင်ငံပေးဖို့ဦးဇင်းတို့ဒီနေရာကနေထုတ်တယ်မေတ္တာရက်ခံပါတယ်လုပ်ငန်းခွင်ရှင်နေရာတော့ဒီပင်ဆိုင်ဖို့ထောင်းပြီးတဲ့နေရာနေစပြီးယနေ့ချိန်ထိလုံတမအင်အားအပြည့်စုံနဲ့ဉာဏ်ဆုံးအကောင့်တွေပေါ်ဆောင်ရွက်နေကြတာဖြစ်ပါတယ်အဲတော့ဒီလုပ်ငန်းပေါ်မှာသူတို့တွေအင်းနဲ့အားနဲ့လောက်ကန်ဆောင်ရွက်နေကြတာလည်းပဲအားလုံးအမြင်တွေ့ရတဲ့အတိုင်းပဲအရှင်တို့တိုင်းနာတစ်ခုမှာအများကြီးသူတို့တွေအင်းနဲ့အားနဲ့လုံလုံနေကြပါတယ်ဒီပေါ်မှာအဲဒီဥစ္စာလောက်ကန်နေတဲ့ဆောင်ရွက်ပေါ်မှာဆောင်ရွက်နေတဲ့ပေါ်မှာဦးဇင်းတို့အများကြီးစိုးရိမ်ရပါတယ် ရန်ကိုစိုးရိမ်ရတဲ့အနေအထားတစ်ခုဖြစ်နေတဲ့တုံ့ပြန်မှုတွေလာပြီးတော့နိုင်ငံအစိုးရလူချင်းမင်းများတည်နိုင်အောင်တုံ့ပြန်မှုတွေပြောဆိုနေရခြင်းဖြစ်ပါတယ်ကန့်ကွက်နေရခြင်းဖြစ်ပါတယ်ဟုတ်ပါပြီဆင်မတို့ဒီခေါ်ယူဆင်မရနေရဆင်မတို့မင်းကြတော့ဟိုတာဝန်ရှိသူတွေခိုင်းတာဘာများပြန်ပြီးစောင့်ရှောက်ရှိပါအဲ့တို့ကိုခေါ်ယူမင်းများတဲ့အခါမှာအဲ့တော့ဦးဇွန်တို့ကတောင်ရှိပုံကိုတွေကိုလက်ရှိမြေပြင်မှာရှိနေတဲ့နေသားတခုတွေကိုပြန်လည်တုံ့တက်ပေးဖို့အဲ့တို့တောင်းဆိုထားတာရှိပါတယ်လက်ရှိနေရာဒီဗုဒ္ဓဘာသာများစုနေထိုင်ရနေရာဖြစ်ပါတယ်အဲ့ မဟုတ်ပါဘူးအများစုနေထိုင်ရာနေရာမှာချမပေးဖို့နဲ့ဟောဘာတိုင်းလေးကိုရှင်းတွဲပြီးချထားပေးခြင်းဟာပို့ပြီးတော့တင်ပြပါလေဆိုတာမျိုးကိုလည်းပဲကျွန်တော်တွေကကောင်းကြီးမင်းမြတ်နဲ့နေမှာတောင်းရှိတဲ့ပုံစံတွေကိုပြောခဲ့ပါလေတောင်းရှိတဲ့ပုံစံတွေကလည်းဒီပုံမှာထက်လူကြီးတွေသိရအောင်ဆောင်ရွက်ပေးပါမယ်ဆိုပြီးတော့လည်းဝန်ခံကတိတွေပေးပါလေဦးဇင်းတို့ကျွန်တော်တွေတောင်းဆိုခြင်းနဲ့အရာတွေကိုတောင်းရှိပုံစံတွေမှတ်တမ်းယူပြီးတော့ထက်လူကြီးတွေရောက်အောင်တို့တွေသတင်းတင်ပေးပါမယ်ဆိုတဲ့အကြောင်းလည်းပဲဦးဇင်းတို့အချင်းချင်းလျှောက်ပါလေအဲ့တော့ထက်လူကြီးတွေရဲ့ဒီအကြောင်းပေါ်မှာဒီပုံမှာခွင့်ပြုချက်ပေါ်မှာဟော